ကြည်ကြည်တချမ်းသာမှုတွေကိုဘဲချိတ်ကပကသနာမပါတဲ့လက်ထပ်ပွဲလေးကိုလှုပ်ခဲကြတဲ့ပိုင်ဒဂွန်တို့ဇနီးမောင်နှံပရိသတ်မြအောင်မဲမင်္ဂလာပေါင်းပိုင်ဒဂွန်ဟာပြီးခဲ့တဲ့ရက်မှာဇနီးလောင်းလေးမက်စမိုင်းနဲ့တရားဝင်လက်ထလိုက်ပြီးဖြစ်ပါတယ်။ဆေးဆက်တောင်းရပွဲလေးကိုရွှေရှင်းစွာကျင်းပထားခဲ့တဲ့သူတို့နှုတ်ရဲ့မင်္ဂလာပွဲကခန်းနာလိုက်မယ်လို့မျှော်လင့်ထားသူတွေကို ိုင်ဒကွန်တို့ဇနီးမောင်နှံကမထင်မှတ်ထားတဲ့ပုံစံနဲ့ surprise တက်ခဲ့တာဖြစ်ပါတယ်။တရားဝင်လက်မှတ်ရေးထိုးပွဲလေးကိုကျင်းပတဲ့အချိန်မှာနေအိမ်မှာသာကျင်းပခဲ့ကြတာပေါ့။ဒါပြင်ပိုင်ဒကွန်တို့ကနှစ်ဖက်မိဘတွေရှိမှသာလက်ထပ်ဖို့အတွက်လုပ်ခဲ့ကြပါတယ်။မိတ်ဆွေရဲ့တိုင်ဝမ်ကြီးတွေကိုလည်းမဖိတ်ဖဲနှစ်ဖက်မိဘနဲ့အတူညီကောင်မောင်နှမတွေရှိမှလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ရှင်းနေရင်အင်ခေါ်ကအချင်းရောဖြစ်နေတဲ့ပိုင်ဒကွန်တို့ရဲ့လက်မှတ်ရေးထိုးပွဲလေးကချမ်းသာသူတွေမှဟုတ်ရဲ့လားလို့တော့မိကောထုတ်စေခဲ့တာပေါ့။ပိုင်ဒကွန်ရဲ့ဇနီးဖြစ်သူကလည်းချစ်ချစ်တဲ့ချမ်းသာသူမို့မင်္ဂလာပွဲကရန်ကုန်ခန်းနားလေးမှာ ို့သာထင်ခဲ့ကြပါတယ်။ဒါပေမဲ့ထင်ထားသလိုမဟုတ်ဘဲတရားဝင်လင်မယားဖြစ်အောင်လက်မှတ်ရေးထိုးပွဲကဘာကာသနာမပါပဲအရန်ရုံးရှင်းနေကြတာဖြစ်ပါတယ်။ဘာကာသနာတွေမပါပဲလက်ထပ်ပွဲလေးမှာပိုင်ဒဂွန်ကချင်းရတဲ့တီလေးတွေကိုတော့မပါမဖြစ်အနားမှာခေါ်ထားခဲ့တာပေါ့။ ဒါကြောင့်မို့သူတို့နှစ်ယောက်ကမင်္ဂလာပွဲတော်လုပ်ပါမလားလို့တချို့ကစိတ်ပူလာကြပါတယ်။မင်္ဂလာပွဲမလုပ်မှာကိုစိုးရင်ကြတဲ့သူတွေလည်းရှိပါတယ်။ပိုင်တကွန်ဟာရုပ်ရည်ချောမတလို့ဇနီးဖြစ်သူစမိုင်းကလည်းမင်းသမီးလာချောတာကြောင့်ခန်းထားတဲ့မင်္ဂလာပွဲနဲ့မြင်ချင်းကြတာပေါ့။နှစ်ယောက်လုံးကအနေထိုင်အေးဆေးကပကသနလည်းမမတ်တဲ့သူတွေဖြစ်တာမို့မင်္ဂလာပွဲတော်လုပ်ပါဆိုပြီးတောင်းဆိုနေကြရပါပြီ။အချောင်းတွေပညာရှင်တွေဒိဋ္ဌိကျချမ်းသာတဲ့သူတွေကမင်္ဂလာပွဲကိုလိုရာထပ်ပို့ပြီးကျင်းပကြတာကြောင့်ဝေဖန်ခံနေခဲ့ရတဲ့အချိန်မှာပိုင်တကွန်တို့ဇနီးမောင်နှံကတော့ပကသနတွေနဲ့ပြည့်နေတဲ့ပွဲ က်ပွဲလောက်မြင်ရဖို့ကိုခက်ခဲလို့နေတာပေါ့။ပိုင်နကောဟာလက်ထပ်ပွဲတွေကိုတိတ်တဆိတ်နဲ့တည်သက်ဆန်းဆန်းသာကျင်းပကျင်းနာကြအောင်ကျင်းပပြီးမှသာအတိပေးတော်မျိုးလည်းဖြစ်နိုင်ပါတယ်။ပရိသတ်ကြီးရောပိုင်နကောတို့ဇနီးမောင်နှံရဲ့လက်မရေးထိုးပွဲလေးကိုသဘောကျလာဆိုတာဖျော်ဖြောက်ခဲ့ကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆလပ်ပီဆလပ်ဘရတီသတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။ အထင်းထင်းခံရစဉ်ကလေးကဝိုက်ဆုခိုင်တဲ့ကအပြင်းမဖောက်ပြန်နေတဲ့အကြောင်းကိုအောက်ဖဲလှန်လာတဲ့အောင်လာပရိသမျှလုံးမဲမင်္ဂလာပေါင်းအောင်လာနဲ့ဝိုက်ဆုခိုင်တဲ့တို့ကသိချစ်တဲ့သူတွေဖြစ်ကနေတယောက်နဲ့တယောက်ပြန်လှည့်မချစ်ချင်လောက်စိတ်နာနေချတာဖြစ်ပါတယ်ဝိုက်ဆုခိုင်တဲ့အောင်အောင်လာကဖောက်ပြန်သူတယောက်လက်ပါတဲ့သူတယောက်ဆိုပြီးလူသိရှင်ကြားကြီးညာပြီးတဲ့နောက်မှာသူတို့နှစ်ယောက်ကြားကအပြိုင်မှုကပိုပြင်းထန်လာခဲ့ပါတယ်ဒါအပြင်နှစ်ကုံပိုင်းကစပြီးဝိုက်ဆုခိုင်တဲ့ကအောင်လာမဟုတ်ပဲနောက်ထပ်ချစ်သူကောင်းလေးအစ်ရနေပြီဆိုတဲ့အကြောင်းကိုလူသိရှင်ကြားချက်ပြထားပါအောင်လာဘက်ကမကွာရှင်းပ ေးနိုင်ဘူးလို့ပြောနေပေမဲ့လည်းဝိုင်းစုခိုင်တဲ့ကနောက်တစ်ယောက်နဲ့တာယာပျော်ရှင်တဲ့ဘဝလေးကိုဖျက်ဆီးနေပြီဖြစ်ကြောင်းတီးပေးထားခဲ့တာပေါ့ဒါကြောင့်မို့အောင်လားကမခံမရနိုင်ဖြစ်ကဝိုင်းစုခိုင်တဲ့အကြောင်းလေးကိုအမျိုးမျိုးစောင်းပြီးရေးတင်နေတာလည်းဖြစ်ပါတယ်စာရီနဲ့သာရေးတင်တာမဟုတ်တော့ဘဲဗီဒီယိုဖိုင်တွေပါချပြလာခဲ့တာပေါ့ဝိုင်းစုခိုင်တဲ့ကသူ့အပြင်ရောက်ပြီးပြဿနာတွေဖြစ်ပြီးမှနောက်တစ်ယောက်ထားတာမဟုတ်ဘဲအရင်ကတည်းကနောက်တစ်ယောက်ထားကဖောက်ပြန်နေခဲ့တာဆိုပြီးဗီဒီယိုတစ်ခုနဲ့အောင်လားကဆွဆဲလာခဲ့တာဖြစ်ပါတယ်အောင်လားထင်းထင်းခံနေရတဲ့အချိန်မှာကတည်းကဝိုင်းစုခိုင်တဲ့ဟာမြို့သားတယောက် ောင်းနဲ့ပြပကိုခီးထွက်ကပေါ်ပေါ်တတင်ကိုတွဲနေခဲ့တာဆိုပြီးချက်ပြက်လာခဲ့တာပါ။ဒါကြောင့်မို့အများထင်နေသလိုသူကဖောက်ပြန်တဲ့သူမဟုတ်ဘဲဝိုင်းဆုခိုင်တဲ့ကတောင်သူအထင်းရောက်နေတော့မှနောက်ထပ်ယောက်ျားတယောက်နဲ့ဂျိုတင်ဖောက်ပြန်နေခဲ့တာဆိုပြီးအောင်လာကအောက်ဖဲတွင်လှန်လာခဲ့တာဖြစ်ပါတယ်။အောင်လာဘက်ကခုလိုတင်လာတာဟာအများမြင်မှာသူသားဖောက်ပြန်တဲ့သူလို့မြင်နေကြတဲ့အတွက်ဝိုင်းဆုခိုင်တဲ့ကလည်းဖြူစင်တဲ့သူမဟုတ်ကြောင်းအများသိအောင်ချင်းညာလာခဲ့တဲ့သဘောပဲဖြစ်ပါတယ်။အချို့ပြည်သက်တွေကတော့သူတို့နှစ်ယောက်ခုလိုမပြီးနိုင်မစင်းနိုင်ဖြစ်နေတဲ့အပေါ်မှာသဘောမကျဘဲဝေဖန်လို့နေကြပါ ပင်ဝိုင်းဆိုခိုင်တဲ့ကတော့ခုလိုသူ့အကြောင်းကိုအောက်ဖဲနှက်လာတဲ့အပေါ်မှာဂယူဆိုင်တာမျိုးမရှိပဲလက်ရှိမှာတွဲနေတဲ့ချစ်သူနဲ့သာပျော်ရွှင်တဲ့ဘဝကိုဖြတ်သန်းနေတာဖြစ်ပါတယ်သူအထင်းနဲ့ခံရစဉ်ကလေးကဝိုင်းဆိုခိုင်တဲ့ကဖောက်ပြန်နေတဲ့အကြောင်းကိုအောက်ဖဲလှန်လာတဲ့အောင်လာပေါ်ဘရိတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ချပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ